ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့စိတ်ဝင်စားစရာကောင်းတဲ့ဂျပန်ကျောင်းတွင်းဟာတာဇာကားလေးကိုပြောပြပေးသွားမှာပါလွန်ခဲ့တဲ့16နှစ်တုန်းကကလေးအရန်လူချင်းနေတဲ့တာမန်လင်မြားနေရာမှာပန်းအောင်စပင်းနဲ့တားယောက်ကြားလေးထွန်းကားခဲ့ပါတယ်ကုစုအိုဆိုင်ကီဆိုတဲ့ကောင်လေးကဆယ်ရက်သားကလေးနဲ့ဇကားစပြောပြီးမွေးရမှာတလပဲရှိသေးတာကိုလေးဘော်ရောင်ပြန်နိုင်နေတဲ့တဘာဝလွန်စွမ်းအားရှင်လေးပါမိဘတွေကလည်းမူမနာကိုတိကြပါပဲသူတို့မိသားစုမှာလာဖြစ်တာကိုကန်ကောင်းတယ်လို့သတ်မှတ်ပြီးကောင်လေးကိုတက်ခွက်ခန်းစီမပို့ခဲ့ကြပါဘူးအဲ့တော့ဆိုင်ကီရဲ့ငယ်ဘွားကတာမန်ပါပဲ ဒါမဲ့လေဆဲကျော်တဲ့အရွယ်ရောက်လာတော့အဲဆွမ်းတွေကသူ့အတွက်ကျင်းစာတစ်ခုလိုဖြစ်လာခဲ့ပါတယ်အဆွမ်းတွေကိုတုံးပြီးလောင်းကစားလုပ်မယ်ဆိုရင်လည်းသူ့ကိုလူတွေကမယုံသင်တာဖြစ်ပြီးအဖမ်းခံရနိုင်သလိုစော်ကြည့်ဖို့စိတ်ပတ်တဲ့အဆွမ်းကိုတုံးမယ်ဆိုရင်လည်းမိမတွေဆိုတာအချစ်ပြန်တွေးပေါင်း160ကိုခေါင်းထဲထည့်ထားတဲ့တဲ့တော်ဝါဆိုတော့သူ့အတွက်ကခက်ခဲနေပြန်ပါရောစံကိအတွက်ဒီဆွမ်းတွေကိုရထားတာကနေရထိုင်ရတက်တောင့်တက်တာရှိပေမဲ့ပျော်ရွှင်မှုကိုတော့စတေးလိုက်ရပါတယ်အဲ့တော့စံကိကအဆွမ်းတွေရထားတာကိုသူ့ကိုကကံမကောင်းတာဆိုပြီးဘာကိုလှုပ်လှုပ်တာမှန်အစ်လောက်ပဲရအောင်ချိန်လုပ်ခဲ့ပါတယ် ။စာမေးပွဲမှာလည်းတာမန်ဆင်းလောက်ပဲရအောင်ဖြစ်တယ်။အားကစားပြိုင်ပွဲတွေမှာလည်း၃လလောက်ပဲရအောင်လုပ်တယ်။ဒါမဲ့လည်းစွမ်းတွေကိုကောင်းကောင်းမထိန်းချုပ်နိုင်သေးတော့သူမတော်တဆကဘာကြီးကိုမဖြစ်စည်းမိတော့အောင်။ကောင်းမှထိန်းချုပ်ရေးအင်တနာလေးနှစ်ချောင်းကိုစိုက်ထားရပါတယ်။သူ့အင်တနာကိုတခြားလူတွေလာမနှုတ်အောင်ကျောင်းကသူတွေအကုန်လုံးကိုစိတ်ညှို့ထားရပါတယ်။တနေ့ကြအားကစားဆရာကကျောင်းမှာအားကစားပြိုင်ပွဲရှိတယ်ရွ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 ဖြစ်ရင်နောက်နေ့လုတ်ခွေပြိမ့်မယ်လို့လာကြေညာခဲ့ပါတယ် ။စံကေကအားကစားပြန်ပွဲရဲဆိုအလကားပဲလို့မြင်ပေမဲ့ပွဲနေမှာဗာပြက်တနာမှမဖြစ်အောင်တတ်နိုင်စိုးအမျက်တယောက်ထဲပဲခွဲထွက်ပြီးနေခဲ့ပါတယ်။ဆရာစကားပြောပြီးသွားတော့ဟိုရိုဆိုတဲ့အကြောင်းသားကအတန်းရှိထွက်ပြီးအဲ့ပွဲနေရဲ့ပြင်ဆင်တွေကိုတူတာဝန်ကြီးကြပ်ပေးမယ်လို့ volunteer လုပ်ခဲ့ပါတယ်။ ဒါမဲ့သူကစက်ကူခေါအယုတ်တွေနဲ့အလှဆင်ကျင်တာမို့ဒါကိုမကြိုက်တဲ့တန်သားတွေကဒီမိုကရေစီခကြီးထဲမှာဆိုတော့လေထားကန့်ကွက်ကြတာပေါ့အဲ့လိုနဲ့ညှိနှိုင်းတမူထူးခြားတဲ့ကြောက်တုံးတွေနဲ့အလှဆင်ကြမယ်လို့သဘောတူလိုက်ကြပါတယ်အတန်းပြီးတော့နန်ဒိုးဆိုတဲ့မင်းနှခွနဲ့ခက်ထန်တန်ចောင်းသားကစိုင်ကီကိုအနောက်ကနေမျက်လုံးလာအုပ်ခဲ့ပါတယ်စိုင်ကီကအစွမ်းသုံးပြီးဘယ်သူနားကိုရောက်လာမယ်ဆိုတာကိုကြိုသိနေပေမဲ့နန်ဒိုးလုံငတုံးရဲ့ဦးနောက်ကိုတော့တခါမှဝင်မဖက်နိုင်ခဲ့ပါဘူးနန်ဒိုးကစိုင်ကီကိုတရဲအင်ဂျီစီသွားကြမလားဆိုပြီးဖိတ်တော့စိုင်ကီကပြန်ညင်းလိုက်တဲ့အချိန်မှာ H grader syndrome ဝင်နေတဲ့ရှွန်းဆိုတဲ့ចောင်းသူရောက်လာခဲ့ပါတယ် ူကဘာဖို့ဝင်နေတာလဲဆိုတော့ Debt Union ဆိုတဲ့ဖွဲ့စည်းကြီးတစ်ခုကကမ္ဘာကြီးကိုဖြစ်စည်းဖို့ကြံနေလို့သူကကာကွယ်ပေးရမယ်ပေါ့လေတခြားသူတွေကြားသွားမှာဆိုလို့နန်ဒိုနဲ့ဆိုင်ကီကခေါမှုပေါ်တတ်ကိုခေါ်သွားပြီးသူ့အဝယ်လေကန်ထဲမှာရှိနေတဲ့အဖွဲ့စည်းစီကချိန်ချောက်စာကိုပြလိုက်ပါတယ်ရှွန်းကသူ့တငယ်ချင်းမှာဘလို့စွမ်းနေရှိတယ်ဆိုတာကိုမသိပဲသူနဲ့အတူကမ္ဘာကြီးကိုကက်တင်ပေးဖို့တောင်းဆိုလိုက်ပါတယ် ။ဆန်ကီကလည်းဒါရီတကယ်မဖြစ်လာမှန်းသိနေပါလင့်နဲ့အေးဆိုပြီးသဘောတူလိုက်ပါရယ်။ပွဲမတိုင်ခင်တပတ်လိုဆန်ကီကတန်းထဲမှာကော်မလေးတွေဝိုင်းဖွဲ့ပြီးနမီကြီးကျောင်းသူတယ်ရူဟာရှိကိုကိုမီကိုမီကီကေပြိုင်ပွဲဝင်ပြိုင်ပါလားလို့တိုက်တွန်းနေတာကိုထိုင်နေကြားသွားခဲ့ပါရယ်။အဲပြိုင်ပွဲမှာတကြောင်လုံးရဲ့အချောဆုံးသူတွေကိုရွေးမှာပါ။ကိုကိုမီကသူ့မှာနိုင်နိုင်ကြီးမရှိတာကိုစိတ်ပူပြီးဝင်းဝန်းပြိုင်တာမှုံမဲ့သူမအတွေးတွေကနေသိထားပါရယ်။ ကိုကိုမီကပြိုင်ပွဲစားသူမကိုစိတ်ဝင်စားတဲ့ဆန်ကီစီကိုပဲအာယုံရောက်နေခဲ့ပါတယ်ကိုကိုမီကကျောင်းပေးရဲ့လိုင်းမှာဆန်ကီနဲ့ဆုံတော့သူဒီနွေရာတီတွေမှာသူမအကြောင်းတွေကြီးပဲတွင်းနေလောက်မှာပဲဆိုပြီးသွားနှုတ်ဆက်ခဲ့ပါတယ်ဒါမဲ့ဆန်ကီကသူတို့ထုံတန်းအစင်လာရတာနှုတ်ဆက်ပြီးအေးမဆိုင်ခဲ့ပါဘူးအဲ့ဒါကိုကိုကိုမီကဆန်ကီသူမအလှမှာနေမျောပြီးစွန့်ရသွားတာဖြစ်မယ်လို့တွေးပြီးနောက်တစ်ခေါက်ထပ်သွားပြီးနှုတ်ဆက်ခဲ့ပါတယ်ဆန်ကီကမသိကြအောင်ဆောင်းသွားတော့ကိုကိုမီကသူမလိုအချောလာလေးကိုစိတ်ဝင်စားတဲ့သူရှိသေးလားဆိုပြီးအယံလျှော့ရသွားခဲ့ပါတယ် ကိုကိုမီကဘလောက်တောင် over confidence ဖြစ်နေလဲဆိုရင်သူမကလှလွန်းကြည့်တော့ဆန်ကီကသူမနဲ့တွေ့ရတာကိုလက်တွေ့မဖြစ်နိုင်ပါဘူးလို့ထင်သွားတာနေမယ်ဆိုပြီးအသားကိုသွားထိဖို့လုပ်ခဲ့ပါတယ်။ဒါမဲ့ဆန်ကီကရှောင်းသွားပြီးသူမကိုမျက်ခြေဖြတ်လိုက်ပါတယ်။ကိုကိုမီကဆန်ကီကိုလည်းရှာလည်းမတွေ့ရောသူမကဆန်ကီကိုချက်နေမိနေလို့ထင်အောင်ထင်မှဖြစ်နေတာများလားဆိုပြီးသူနဲ့နှိစက်အောင်မျိုးစုံစူးစမ်းခဲ့ပါတယ်။ဒါမဲ့ခေါက်တိုင်းလည်းမအောင်မြင်ခဲ့ပါဘူး။ ပြန်ပွဲနေ့မနေ့ဆိုင်ကီကမနေ့စာဆိုင်ရင်ဖန်ခွဲကြခွဲသွားတော့သူ့မိကနမိတ်မကောင်းမှုဆိုပြီးတတိပေးလိုက်ပေမဲ့ဆိုင်ကီကဒါမျိုးတွေကိုမယုံတော့အเจ้าကိုပဲဆက်သွားခဲ့ပါတယ်မဖြစ်တဲ့နာတွေဖြစ်လာခဲ့ရင်လည်းသူ့စွမ်းတွေကိုအကုန်ထုတ်သုံးပြီးကာကွယ်မယ်ပေါ့လေပြန်ပွဲမစခင်အတန်းထဲမှာအเจ้าသားတွေအကုန်လုံးလူစုပြီးသူတို့ကောက်လာကြတဲ့ကြောက်တုံးတွေကိုထုတ်ပြခဲ့ကြပါတယ်အဲ့ဒီထဲမှာထူးဆန်းဆုံးကြောက်တုံးက RN ခူဘိုယာစုရဲ့အနီရောင်ပေနေတဲ့ကြောက်တုံးမှာဆိုင်ကီကခူဘိုယာစုရဲ့ကြောက်တုံးကိုမြင်တော့သူ့တွေကိုပြန်တရိယသွားခဲ့ပါတယ်ခူဘိုယာစုကအရင်ကနမ်ဘီကျော်အเจ้าသားစုတစ်ယောက်ပါ သူ့ဘဝကြီးကိုပြောင်းလဲပစ်ဖို့ DPK အကြောင်းကိုပြောင်းလာတာဆိုပေမဲ့တက်ကနေဆိုတာနဲ့ချက်ချင်းဒေါသထွက်နေသေးတော့မှာဒီကြောက်တုံးပေါ်ကနေအောင်တွေကလည်းတယောက်ယောက်ရဲ့သူဖြစ်နေနိုင်ပါ रे အဲ့နောက်ပိုင်းဆိုင်ကီနောက်ကိုကိုကိုမီကတိတ်တိတ်လေးတောက်လျှောက်လိုက်လာနေခဲ့ပါ रे နှစ်ယောက်သားအတူရှိနေနိုင်မဲ့အချိန်ကိုဖန်တီးဖို့ဆိုပေမဲ့သူမအကြံစီတွေအကုန်လုံးကိုဆိုင်ကီကကြိုသိနေပြီးသားပါကိုကိုမီကအချိန်ကောင်းမဲ့ဆိုပြီးဆိုင်ကီကိုစကားသွားပြောရမယ့်အချိန်မှာသူမရဲ့ဖန်ကလပ်ကြီးကအုပ်စုလိုက်ရောက်ချလာခဲ့ပါ रे ကျောင်းအပြင်ဘက်မှာအခြားခန်းကအတန်းသားတယောက်ကအမေကိုလက်ထောက်အနေနဲ့တုံပြီးမျက်လဲပြနေတာကိုလည်းမြင်ရော။စံကီကတခုခုများမှယွင်သွားရင်သူကူညီပေးနိုင်အောင်ဆိုပြီးစောက်ကြည့်နေခဲ့လိုက်ပါရယ်။လက်မှာလက်ထိတ်ခတ်ထားပြီးတန်ကြိုးချီထားတဲ့တက်တာတဲကနေ3မိနစ်တွဲအပြင်ကိုပြန်ထွက်ပြမယ်ပေါ့။အချိန်ပြည့်ရင်သူ့မိကတက်တာတဲကိုဓာရီစိုက်ထုတ်ကဂရင်းကားနဲ့အမြင့်ကနေပြစ်ချတာလမ်းကြိတ်ဆက်နဲ့တကြိတ်တာမျိုးတွေလုံးမယ်ပေါ့လေ။စံကီကသူ့ကိုစိတ်မချလို့ကူညီပေးမယ်ဆိုပြီးတက်တာတဲကိုတယ်လီပို့ဝင်ပြီးဝင်သွားတဲ့အချိန်မှာမျက်လဲဆရာကသူ့နီးသူ့အနေနဲ့အပြင်ကိုပြန်ရောက်သွားပြီးမို့ဆမီနဲ့ချာမာတခါထပ်ပြီးတယ်လီပို့နိုင်မယ်စံကီကပြိမိသွားခဲ့ပါရယ်။ ဲ့ဒီချိန်တွင်ဆိုင်ကီကသူ့စွမ်းနေနဲ့တက်ဆက်ပြီးအပြင်ကိုပြန်ထွက်နိုင်တဲ့အချိန်မှာမြင်းလက်ဆရာကအမြင့်တနေရာကနေကိုထင်ပြန်ပြခဲ့ပါတယ်တဲရူဟာရှိကလည်းသူမရဲ့ဖန်တွေတောင်းဆိုတဲ့အတိုင်းဝင်ပြန်လိုက်ပေမဲ့ဒိုင်လူကြီးအနေနဲ့မို့အကုန်လုံးကစိတ်ပြေသွားခဲ့ကြပါတယ်တယောက်တည်းလျှောက်သွားနေတဲ့ရှုံးကို Dead Union ဖွဲ့သားတယောက်ကသူတို့ရဲ့ meeting ခန်းစီကိုခေါ်သွားခဲ့ပါတယ်အခြားအဖွဲ့ဝင်တွေလည်းရောက်လာကြပြီးရှုံးကိုသူတို့ရဲ့ခေါင်းဆောင် Moonlight Butterfly နဲ့မိတ်ဆက်ပေးခဲ့ပါတယ်ရှုံးကလည်းရင်းနှုံးကအဲ့ဒီဖွဲ့ရဲ့အင်အားကြီးဆုံးစစ်တီတော်တယောက်ဖြစ်ခဲ့ပါတယ်ဒါပေမဲ့သူတို့ရဲ့အေဂျင်စီကိုတည်သွားတော့အဖွဲ့ထဲကနေထွက်ဖြစ်စီရေးကြောက်တုံးတွေကိုခိုးပြီးအခုလိုထွက်ပြေးနေရတာပါ ကောင်းဆောင်ရှုံးကိုသူလုထားတာတွေကိုခွင့်လုပ်ပေးမယ်အဖွဲတဲကိုပြန်ဝင်ဆိုပြီးအမိန့်ပေးလိုက်ပေးမယ်ရှုံးကညင်လိုက်တော့မွန်လိုက်ဘက်တာဖလိုင်းကလေစာရီနဲ့တိုက်ခိုက်ပါတော့တယ်ကောင်းဆောင်ကဒီကြောင်းဝင်းထဲမှာကဘာကြီးကိုပျက်စီးပစ်ဖို့လိုအပ်တဲ့မြင့်မြတ်တဲ့ကြောက်တုံးခုနှလုံးရှိနေလို့အဲ့ဓာတွေကိုဖြစ်စီးပစ်ဖို့သူတို့ရောက်လာတာဆိုပြီးရှင်းပြတော့ရှုံးကဘယ်သူမှမထိခိုက်ခင်သူရှာပြီးဖြစ်စီးပစ်မယ်လို့ဂရီပေးလိုက်ပါတယ် တစ်ဖက်မှာလည်းဟိုင်ရိုကမာရသွန်ပြေးပြိုင်ပွဲအတွက်လူစုပြည်လိုအပ်တာတွေကိုပြင်ဆင်နေပါတယ်။အနိုင်ရတဲ့သူကကိုကိုမီကို7မိနစ်တစိမ့်စိမ့်ကြီးကွင်းရမှာဆိုတော့နန်ဒိုကလည်းသူလဲပါကျင်တယ်လို့လာပြောခဲ့ပါတယ်။နန်ဒိုအရန်ပြင်းပြန်ပြီးဟိုင်ရိုကအနိုင်ယူခြင်းစိတ်ပြင်းပြတဲ့သူဆိုတော့သူတို့နှစ်ယောက်ကအကျိတ်နဲ့ပြေးခဲ့ကြပါတယ်။လမ်းမတွင်မှာတော့မီးပွိုင်ကိုဂီးမဆိုင်နိုင်အားလုံးလို့စန်ကီကတိတ်တခိုးလိုက်ကူညီပေးခဲ့ရပါတယ်။ပန်းဝင်ချိန်ကျတော့ဟိုင်ရိုကနန်ဒိုကိုအာယုံပြောင်းပြီးကလင်ကကျစ်နီးနဲ့အနိုင်ယူသွားခဲ့ပါတယ်။ ကိုဘိုယာဆိုတဲ့လောကထဲမှာအရင်ကျောင်းမှာတော့ကိုင်းဖွဲ့သားတွေကကျောင်းအနောက်မှာသူ့ကိုစောင့်နေတယ်လာခဲ့ဆိုပြီးစာချန်ထားခဲ့ပါတယ်ကိုဘိုယာဆိုကတော့အဲ့ကောင်တွေကသူ့ကိုမှတ်မိမှာမဟုတ်ဘူးလေလို့လောင်ရပြီးခက်တီတီပဲဖျက်ရှောက်သွားခဲ့ပါတယ်ခဏနေရှုံးကဘိုလင်းလုံးရောင်စုံတို့လုံးနဲ့ရောက်လာတော့ကျောင်းသားဆိုတွေကသူ့ကိုကိုဘိုယာဆိုဆိုတဲ့နာမည်နဲ့လူကိုတိလာလို့မေးလိုက်ပါတယ်ရှုံးကလည်းဟိုမာလေးဆိုပြီးလက်ညှိုးထိုးပြပြီးဆက်ရှောက်သွားခဲ့ပါတယ် ကိုဘရာစုကသူတို့တွေနဲ့စကားပြောရတော့အောင်မအားဘူးဆိုပြီးပြန်ပြောလိုက်တော့အဖွဲ့ကောင်းဆောင်ကလက်ထက်ကတုံးနဲ့ထားရလိုက်လို့ကိုဘရာစုကလည်းအရန်သွေးတွေပြန်လောင်ချမ်းလာပြီးလက်ပလာနဲ့ပြန်ချပါတော့တယ်။ဆိုင်ကီကလည်းကြောင်းထဲမှာဘာပြဿနာတွေများဖြစ်နေမလားဆိုပြီးဇက်တိုက်စိတ်ပူနေပေမဲ့ကိုကိုမီကသူ့ကိုရှာတွေ့သွားပြီးအနာကောင်နေမခွာတော့လို့သူမတောင်းဆိုတဲ့အတိုင်းတရဲအိမ်ကိုအပေါ်လိုက်သွားပေးခဲ့ပါတယ်။လမ်းမှာနန်ဒူနဲ့ဆိုတော့သူလည်းပဲလိုက်ခဲ့မယ်ဆိုပြီးဇက်လိုက်နှစ်ယောက်ကြောင်းဝင်ရှုတ်ခဲ့ပါတယ်။ ိုကိုမီကဆိုင်ကီနဲ့နီးစပ်အောင်လို့တရဲ၆ချောင်းအောင်ဆောင်းလဲပဲဆိုင်ကီကသူမရဲ့အတွေ့တွေကိုအကုန်ကြားနေတာမို့ဘယ်အစီအစဉ်ကမှမအောင်မြင်သွားတဲ့ပြင်တရဲတွေကတော့နန်တို့ကိုကြောက်ပြီးမေးလဲသွားကြပါတယ်တန့်စင်ကန်းထဲမှာဆိုင်ကီကမျက်နှာတက်နေတဲ့ချိန်နန်တို့ကသူ့မျက်မှန်ကိုယူတက်လိုက်တော့ဆိုင်ကီကသူ့ကြည့်မိသမျှကြောက်ဖြစ်သွားတဲ့မက်ဒူဇာအစွမ်းကိုမထိန်နိုင်အောင်ဖြစ်သွားခဲ့ပါတယ်ကြောက်ဖြစ်သွားတဲ့နန်တို့က24နှစ်ပြည့်မှပုံမှန်ပြန်ဖြစ်မှာမို့ဆိုင်ကီကသူ့အကြောင်းဘယ်သူမှမရေးမိအောင်နန်တို့ကိုနုပညာကလပ်ခန်းထဲမှာသွားထားလိုက်ပါတယ်ဆိုင်ကီကပြဿနာတွေမတက်အောင်သူ့မျက်စိကိုလက်နဲ့ကာပြီးသူ့မျက်မှန်အပေါ်ကိုယူလာပေးဖို့အမေကိုဖုံးဆက်ပြောလိုက်ပါတယ် ဒါပေမဲ့သူ့မိကသူမလည်းပဲအမှုပတ်မှာဆိုလို့လာမပို့ခဲ့ပါဘူး။အဲ့တော့ဆိုင်ကီကကုဘိုယာစုရဲ့မျက်မှန်ကိုငှားပြီးသူ့အိမ်ကမျက်မှန်ကိုစွမ်းနဲ့လဲလိုက်ပါတယ်။ပြဿနာကိုဖြေရှင်းပြီးသွားလို့အဝေးကိုတယ်လီပို့ပြီးတယောက်တည်းနားနေတော့မယ်လို့ကြံလိုက်တုံးမှာပဲခိုကိုမီရောက်လာပြီးသူမနဲ့ဇုံတွဲကင်းကစားရအောင်လို့ဖိတ်လိုက်ပါတယ်။ဆိုင်ကီကစိတ်ဝင်စားပဲဆက်လျှောက်လာတဲ့အချိန်မှာခိုကိုမီရဲ့ဖန်တီကသူ့ရဲ့နှက်သမီးလေးနဲ့အရန်အနေနည်းတဲ့ဆိုင်ကီကိုရှင်းထုတ်ပြဖို့ဆိုပြီးရောက်ချလာတော့ခိုကိုမီကဆိုင်ကီရဲ့လက်ကိုဆွဲပြီးထွက်ပြေးပါတော့တယ်။ ခန်းထဲမှာဝင်ပုံးတော့ဖန်တွေကသူတို့ညောက်ကိုပြင်ကနေလောချထားလိုက်ပါတယ်အဲ့ဒီချိန်ဆိုင်ကီကကိုကိုမီရဲ့စိတ်ကိုဖက်ကြည့်လိုက်တော့ဒီလိုဖြစ်အောင်သူမကိုယ်တိုင်ကြံစီထားတာမှန်ကိုတီးသွားခဲ့ပါတယ်ဟာရိုကမာရသွန်ပြိုင်ပွဲလုပ်ခဲ့တာကိုတက်ယူနီယံညွှန်းကိုလာခေါ်သွားတာရောကိုပိုယာဆုရဲ့အရင်ကြောင်းကလူတွေရောက်လာတာကိုတရဲအိမ်ထဲကတရဲရီကောကသူမရဲ့ကြံစီတွေကြားဆိုင်ကီရဲ့တငယ်ချင်းတွေဝင်မရှုံးနိုင်အောင်တမင်ကွက်ချထားတာပါဆိုင်ကီကဘယ်သူမှမရိပ်မိအောင်သူ့ရဲ့စွမ်းတွေကိုတုံပြခန်းထဲကနေပြန်ထွက်နိုင်အောင်ကြိုးစားနေတဲ့ချိန် ရွှေကလည်းကျောင်းဝင်းတွေကဘိုးလင်းခုနှစ်လုံးစလုံးကိုအိတ်ထဲထည့်ပြီးတက်ယူနီယံတွေစီဆွဲယူလာခဲ့ပါတယ်။တကယ်တော့တက်ယူနီယံဖွဲ့သားတွေကကိုကိုမီရဲ့ fan တွေပါ။အဖွဲ့ခေါင်းဆောင်ကမလုပ်ပါနဲ့သူတို့တွေစံချသွားလိမ့်မယ်ဆိုပြီးပြောတော့အဲ့ဒီအတိုင်းဖြစ်လာဖို့ကိုပဲကြံထားတဲ့ရွှေကဘိုးလင်းလုံးတွေကိုနေရာချပြီးဂါရာတွေရွတ်ပါတော့တယ်။ဟိုလူတွေကသူမသိခင်လိုက်ကနောက်ကနေထွက်သွားကြပါမယ်။ရွှေကဘသူ့ကိုမှလည်းမတွေ့ရသူ့စွမ်းနေနဲ့နှိမ်နှင်းပြစ်လိုက်နိုင်ပြီဆိုပြီးဂုံစာနေခဲ့ပါတယ်။ အဲ့ချိန်ကုဘိုယာစုရဲ့အကြောင်းကလူတွေကတက်ကူပြန်ခေါ်ပြီးအုပ်စုလိုက်ကြီးရောက်ချလာခဲ့ပါတယ်။ကုဘိုယာစုလည်းပဲဒီမှာဘာတွေဖြစ်နေတာမှမသိတော့ပါဘူး။ចောင်းသားစုအုပ်စုကြီးရောက်လာတော့ကိုဆိုင်ကီကအခန်းထဲကနေအာယုံခန်းစားမိသွားပေမဲ့သူ့ကိုခိုကိုမီတန်တရားမွေမဲ့အပြင်ကိုဘလို့မှထွက်မရခဲ့ပါဘူး။အဲ့တော့တနအီစာအချိန်နောက်ပြန်ဆုပ်ပြီးလူအုပ်ကြီးကိုဖျောက်ပြစ်လိုက်ပါတယ်။အစွမ်းနေအရန်သုံးလိုက်ရတော့သူလည်းပဲမိသွားပြီးခိုကိုမီကိုကစိမ့်ကျုခံထားရတာကပြက်ပြဲသွားခဲ့ပါတယ်။အဲ့တော့သူမကဆိုင်ကီရဲ့ခေါင်းကအင်တာနာတိုင်လေးကိုဗာလဲဆိုပြီးနှုတ်ကြည့်လိုက်တာ။ တကဘာလုံးကရေဒါတွေထိုးကြသွားပြီးကဘာပြက်ကတ်ဆိုက်သွားခဲ့ပါတယ်။စံကီပြန်သတိရလာပြီးဘေးနားကတသားခုံကိုလက်နိုင်ထောက်လိုက်တာအက်ခုံကစိတ်စိတ်မွားမွားဖြစ်သွားခဲ့ပါတယ်။ကိုကိုမီလည်းအရန်လက်သွားပြီးလက်ထက်ကအန်တာတိုင်လည်းပြုတ်ကျသွားခဲ့ပါတယ်။စံကီကသူ့ကောင်မတစ်ခုခုလိုနေတာကိုသတိထားမိပြီးကိုကိုမီစီကနေပြန်တောင်းလိုက်တဲ့အချိန်မှာပဲအခန်းကြီးကခဲသွားခဲ့ပါတယ်။အဲ့တော့စံကီကကိုကိုမီကိုတွေးခဲ့ပြီးသတိမိသွားတဲ့အချိန်ထိစောင့်ပြီး အန်တနာတိုင်းကိုကောင်းမှပြန်တက်လိုက်တော့တကဘာလုံးကပုံမှန်ပြန်ဖြစ်သွားခဲ့ပါတယ်။ကိစ္စတွေတစ်ခုပြီးတစ်ခုအစုံစက်တိုက်ဖြစ်နေတော့ဆန်ကီကကိုရိုင်တော်လိုက်မမီတော့ပါဘူး။ဆန်ကီကတရက်လုံးကိုချိန်နောက်ပြန်ဆုတ်လိုက်တော့ပြိုင်ပွဲနေ့ကလည်းတခါပြန်ဆပြီးចောင်းသားတွေကလည်းဘေးကင်းသွားခဲ့ပါတယ်။ပရိသတ်ကြီးတို့ဒီလိုဇာကားကောင်းလေးတွေကိုကြည့်ရှုရတာကြိုက်နေတဲ့တည်းဆိုရင်ကျွန်တော်တို့ channel ကိုလိုက်ရင် subscribe လုပ်ပြီးစောင့်မျှော်ကြည့်ရှုအားပေးနိုင်ပါတယ်။အဆုံးထိနားဆင်ပေးကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ။